တာရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုညဦးမေ channel ကနေမှတဖန်ပြန်လေးပြချိုဆိုပါတယ်။ဒီနေ့ကတော့အတန်တိတ်အဆင်မပြေဘူး။လေချောင်းနာလို့တော့မဟုတ်ဘူး။ဒါပေမဲ့နည်းနည်းလေးတီးခံပြီးမှနားထောင်ပေးကြပါ။ဒီနေ့ကတော့ဘတ်တမဥဆုံးအနေနဲ့ကျောတို့တော်လိုင်းရဲ့ဒီရဲ့အောင်ပွဲကိုရင်ပြောပြချင်တယ်။မေလရှိရဲ့ညနေပိုင်းမှာတော့ဘုကောတန်ရှူချင်းမြို့မှာအခြေချ ထားတဲ့စစ်ခွေးတွေရဲ့ခမရ998တာရင်ဌာနချုပ်ကို KNLA နဲ့ပူပေါင်းတော်လာရဲဒီဘက်ကနေမှအပိတတ်တိုက်ခဲ့သိမ့်ပိုင်နိုင်ခဲ့တာဖြစ်တဲ့စစ်ခွေးတွေနဲ့အတူစစ်ခွေးမိသားစုတွေကတောင်ပုံရာပုံပုံသွားတဲ့ခေရလင်းနဲ့တည်းအများကြီးသိမ့်ပိုင်ရရှိနိုင်ခဲ့တာဖြစ်တဲ့ဆိုတော့ ဒီလိုမျိုးကျွန်တော်တော်လိုင်းရဲတွေအောင်ပွဲခံနေတဲ့ခါမှာတစ်ဖက်ကမှလောင်းနေတယ်ဆိုတော့အခုကျွန်မနဘဲသားမှာတွေ့ရတဲ့ဘောမတွေကတော့ဘာပြောလဲဆိုတော့အခုဒီခမရ998တက်ရင်တခုကြီးအုံရှုံးသွားတယ် ပြီးတော့စစ်ခွေးတွေကလည်းတေတာမတောင်းပုံရပုံပုံသွားတယ်ခေရန်လင်းနဲ့ဒီဆုံးရှုံးသွားပေမဲ့ပွဲတက်လို့တော့လုံးဝမပြတ်ဘူးဟဲ့ဒါကတော့ခွေးချဘူးကိုပြောတာထိုင်တာတောင်မှနောက်ဆုံးမှထိုင်နေရရင်လည်းပွဲတက်တာပဲเนาะတိတ်ခါနေမလို့ဘူးတက်ရဖို့ရေးကြီးတယ်ဆိုတော့အခုဒီလိုမျိုးတောင်းပုံရပုံပုံသွားလည်းဘယ်သူမှဘာမှမဖြစ်ဘူးပြီးတော့အရင်တော့ဆိုလို့ရှိရင်တော့စစ်ခွေးတကောင်တေတယ်ဆိုလို့ရှိရင်သူတို့ကဆက်ဆက်တီ နာကျင်နေရတဲ့ပုံမတွေကအခုမတာတွေတောင်းပုံရပုံပုံလာရင်လဲစကားတခုမှထွက်မလာတာတော့ထူးဆန်းနေပေါ့နော်ဆိုတော့ဒီလိုမျိုးဆုံးရှုံးချင်းနေနဲ့ယင်ပါသွားပြီလားဆိုပြီးမှသူကတော့မေးခွန်းထုတ်တာပေါ့နော်ယင်လဲယင်ပါသွားပြီအခုကတော့အဆန်းလည်းဖြစ်မနေတော့ဘူး2020တုန်းကတော့ PDF ဆိုတဲ့အညာ PDF ထုတ်ဒီရဲ့တတ်တော်ဖြစ်တဲ့ PDF တွေကတနေ့တစ်ချိန်ချိန်ကြာလို့ရှိရင်ငိုတော့ကလက်နဲ့ကြိုက်တဲ့ တော်လာရဲ့တမားတွေတနေ့နဲ့အချိန်ချိန်ကြာရင်ကျွားတို့ကတော့ဒီစစ်ခွေးတွေကိုတော်လာတဲ့အတ္တတော်ကြီးဖြစ်လာမယ်လို့တို့အိမ်မက်လဲမက်ခဲ့မှာမဟုတ်ဘူးချင်းတောင်းချင်းခဲ့မှာမဟုတ်ဘူးဒါပေမဲ့ဒီနေ့အညာမှာရှိတဲ့ PDF တွေတောင်း ရရလက်နဲ့ကိုဆွဲကင်ပြီးလေးกว่าပေါ့เนาะဒါဒီကင်ပြီးမှစစ်ခွေးတွေကိုတော်လန်ခဲ့ကြတယ်ဆိုတော့2020မှာကတူနိုင်ကိုနိုင်နဲ့ကောင်းကောင်းလေးမြက်ဝါထင်ထင်မမြင်နိုင်ဘူးဒါပေမဲ့2023ရဲ့နောက်ပိုင်းမှာ PDF တွေလည်းနည်းနည်းလေးတိုးတက်မှုတွေရှိလာတဲ့အခါမှာ2024ကျတော့ကျတော့တိတိတာတာကွာခြားသွားပြီတိုက်တိုင်းလဲအောင်တယ်ခွေးမသားတွေနည်းနည်းညံ့ညံ့ သိနေတယ်ဆိုတဲ့သတင်းတွေကိုကျွန်တော်တို့အမြဲတမ်းကြားရပါဖြစ်တယ်အဲ2024နှစ်အလေရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်ကတိုင်းဌာနတွေကိုတိမ့်ပိုက်လာနိုင်ပြီအခုဒီ2025ဆိုလို့ရှိရင်တော့အရင်ကတည်းကလက်နက်ကင်ခဲတဲ့တိုင်းရင်သားလက်နက်ကင်တွေကိုမဆိုနဲ့ဒီ PDF ဒီတောင်မှနေ့တိုင်းညတိုင်းစခန်းတိမ့်နေကြတာဖြစ်တယ်ဆိုတော့အခုဒီရင်ပါသွားပြီလားဆိုရင်ပါမှာတော့ငိုရင်လက်မျက်ရည်တွေကျတော့မှာမဟုတ်ဘူး ပူဆွေးနေလို့ရှင်တယ်တည်သွားတာပဲဖတ်တင်လိုက်မယ်ဆိုတော့ယင်ပန်းသလားမပါဘူးလားဆိုတာတစ်နှစ်ကို365ရက်ရှိတယ်ဆိုတော့နှစ်နှစ်ဆိုလို့ရှိရင်တော့ရက်ပေါင်း900ကျော်ဖြစ်သွားတဲ့အခါမှာနေ့တိုင်းညတိုင်းခွေးတွေတွဲနေငူနေမိတူကတော့ယူနေလို့ပဲစစ်ခွေးတော်မှဂယုမဆိုင်လို့နေရတကခဏတော့ကနေတော့ဘောမတွေပြောတယ်လို့ပွဲတက်တာလုံးဝရော့မသွားဘူးเนาะဆိုတော့ဒီနေ့ဒီလိုမျိုးလောင်နေတဲ့အချိန်မှာ အခုကျွန်တော်တို့ဗီဒီယိုတူတူလေးနားထောင်ကြည့်ရအောင်နော်ဒီအပိုင်းမှာဟိုတဝဲတိခိဒေတာပေါ့အဲ့ဒေတာတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့တစ်ဖက်ဖွဲ့စည်းအကြီးအကဲတွေ့ရတယ်ဒါကျွန်တော်ကကြီးညာတာကိုပြောချင်ဘူးကီမီသာစီယုံတက်မှာ3တက်မှာ4တက်မှာ9မှာရှိတဲ့စစ်တပ်ရဲ့စခန်း3ခုဟိုတဲ့ဒီနေ့မေလ9ရက်မှာတော့ဒါ KNL ပို့ပေါက်တာတည်းကသိမ့်ပိုက်လိုက်ပြီဆိုပြီးတော့ဒါသူတက်မှာအသီးသီးအတီးဒီပြူတယ်ပေါ့ဗျာတက်မှာ3ခလဲလွီ2ညောင်လေးမင်းခရိုင်အဲစောတိရွှေချင်းမြို့နယ်မှာရှိတဲ့စစ်တပ်ကအခြေစိုက်စခန်းနဲ့ခမရ99ကိုတဲ့သူတို့သိမ့်ပိုက်ပါတယ်ဆိုပြီးတော့ပြောတယ် နောက်တော့တမားလေးရဲ့ဘိတ်တဝဲခဲတီခီနဲ့ဆက်မှရှိတယ်စစ်တက်ကချီလင်းတိုင်ရင်ခါလျာ25နဲ့ခါလျာ26ကိုတဆွေးထားတဲ့တီခီစကန်ကိုလည်းသိမ့်ပိုက်လိုက်တယ်တဲ့နော်သူတို့တမားခုနှစ်ဘန်ခံရမှာရှိတဲ့တခေါ်ဘီခီဆိုတဲ့စကန်အဲ့ဒါကိုလည်း KNL ဘုံတက်ကဒီနေ့မှမှသိမ့်ပိုက်လိုက်တယ်ပြောရရင်စကန်သုံးခုလုံးသူတို့သိမ့်သိမ့်ပိုက်လိုက်ပါတယ်ဆိုပြီးတော့စကန်သိမ့်တယ်သူသိမ့်လဲ KNL ရဲ့သိမ့်တာ KNL ရဲ့ပဲရာနှုန်းပြတိုက်သွားတာလားအဲ့ဒီမိကုန်းအဲ့ဒါပြသတယ်စကန်ရရင်တော့ PDF တွေကဂုံပြုတ်မခံရဘူးထဲအတွက်အတိမပြုတ်မခံရ ခေရင်တက်တီအတွက်ကိုအသေးခံတိုက်ပေးနေတဲ့ PDF တွေရဲ့ဘဝဘာလဲသွားတူလဲဆိုတော့တိုက်တာတိုက်တယ်နာမည်မရအောင်တကယ်တော့စခန်းရပါကဟိုကောင်လေးရရပါလား PDF တွေကိုတယောက်မှစခန်းမပေးဘူးဆိုတော့အခုဒီမှာကြော်မျိုးမင်းကတော့ဒီကျွမ်းတို့တော်လာရဲတွေကစခန်းတွေကိုတိမ့်တယ်လို့ပြောတဲ့အခါမှာစခန်းတိမ့်တာကိုအတီးပြူတာတော့မဟုတ်ဘူးအဲ့မှာလဲခွေးမသားတွေအများကြီးတည်သွားတဲ့အခါမှာခွေးမသားတည်တဲ့အကြောင်းသူလုံးဝပြောမလာဘူးဘာကိုပြောတယ်လဲဆိုတော့ကျွမ်းတို့ကိုတွေးခွင်နေဖြစ်တဲ့အခု PDF တွေကိုတုတ်ထိုးနေတယ် အခုဒီ candle lady နဲ့တိုက်နေတဲ့ခါမှာ PDF တွေပါတယ်။ဒါပေမဲ့စခန်းသိမ့်တာဆိုတာနာမည်ထွက်တဲ့ဥစ္စာကတော့ candle a ပေါ့နော်။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြွအရင်တော့လည်းပြောပြီးပြီ။ရခိုင်ပြည်နယ်မှာအာရခတ်တပ်တော်ရေးဒီနဲ့အတူတူတိုက်ပွဲဝင်လို့ရှိတော့အာရခတ်တပ်တော်ရဲ့အောင်ပွဲလို့ပြောတယ်။အညာမှာဆိုလို့ရှိတော့ဘယ်သူမှနိုင်မခံဘူး။ PDF တွေနာပဲခတ်တယ်။ ဥပမာသူတပြင်းဒီစကိုင်းတိုင်းမှာဆိုလို့ရှိရင်ကျွန်တော် KIA ဒီအများအဖြစ်ဥဆောင်ပြီးမှတိုက်တာဖြစ်တယ်စကိုင်းတိုင်းဘယ်နားမှာ KIA ဒီနဲ့ပူပေါက်တော်လာရေးဆိုတဲ့စကလုံးမတော့ဘူး PDF တွေအောင်တယ်လို့ပြောတယ်။ဒါပေမဲ့ကချင်းပြည်နယ်မှာအောင်လို့ရှိရင်တော့ KIA တွေအောင်တယ်။ချင်းပြည်နယ်မှာအောင်ရင်ချင်းချင်းဒေါ်လာရဲတွေအောင်တယ်။ဒီလိုမျိုးပြည်နယ်နဲ့အဲတိုင်းနဲ့ ကြည့်ပြီးမှကျတို့ကနာမည်တွင်သွားတာဖြစ်တယ်ဆိုတော့အခုအညာမှာဆိုလို့ရှိရင်ခဏတော့ပြောသလိုအညာမှာ PDF တွေကြီးပဲတိုက်နေတာမဟုတ်ဘူးအရခတ်တတော်ဒီပါတယ်ချင်းတော်လိုင်းရဲတွေပါတယ်ဒီနေ့ကျတို့ KIA တွေပါတယ်ပြီးတော့ကျွတ်ထင်တဲ့ဒီကရင်တွေရောကရနီတွေရောပါလဲ မိုနီရောပါချင်ပါမယ်ဒါပေမဲ့ခြားတော့တော်လိုင်းရဲ့ရဲ့နာမည်တခုမှမထည့်ဘူး PDF တင်ချတယ်ဆိုတဲ့စကလုံးပြောတယ်ဆိုတော့အခုဒီဘောမကခဏတော့ကဒီကြိုကြိုဆိုတဲ့ဘောမပြောသွားတယ်ဆက်စတိမခံတဲ့ဘောမတွေကအခုတောင်ပုံရပုံခွေးတွေတင်းနေရင်လည်းစကားတခုမှထည့်မပြောဘူးလို့ပြောတာဒီဥစ္စာကိုဆက်မပြောခင်မှာကြော်မျိုးမျိုးပြောသွားတဲ့စကားတခုကိုထပ်ပြမနားထောင်ကြည့်ရအောင်နော်ဥပ္ပေါင်းဆောင်မှာအားနေနေရလားဒါမှမဟုတ်ချင်းချင်းကြမှာသတင်းဖလှယ်တာ ရှင်းရှင်းလင်းလင်းမလုပ်ကြရတာနေမျိုးဘယ်လိုလုပ်တာလဲတော့ကျွန်တော်နားမလည်ဘူးအဲ့တော့လမ်းမှာတော့အဲ့လိုဖြစ်နေတုန်းဒီလိုနဲ့ပဲတပ်မတော်သားတွေအသက်တွေကနေချင်းညာချင်းတိဖွဲ့ပြီးတော့တယောက်တည်းလူဆုံးရှုံးနေရတယ်ဆိုတော့တပ်မတော်သားတွေတယောက်ဆုံးရှုံးသွားတိုင်းမှာအတိုင်းပြည်ရဲ့အန္တရာယ်ကာကွယ်ဖို့လူတယောက်ရော့သွားခြင်းနဲ့အတူတူပဲဒဏ်ထူညီမြဖြစ်တယ်တပ်မတော်သားတယောက်ဆုံးရှုံးသွားတာကအကြမ်းဖက်သမားအယောက်၁၀ယောက်လောက်တေရနဲ့ရှင်းမယ်ဆိုရင်ရှင်းလို့မရအောင်ကျတော့တော်လာရဲတယ် PDF တွေထေရောက်သေးတာကကိစ္စမရှိဘူးစစ်ခွေးတကောင်သေးတာဟာတိတ်ပြီးမှအဲတန်ဖိုးရှိတယ်လို့သူပြောသွားတယ်ဆိုတော့အခုဒီစခန်းတိုင်တိုက်ပွဲထဲမှာသူသူဘယ်သူမှပြင်ပြောသွားဘူးပြောသွားတာကတော့သူ့ခွေးချင်း PDF တွေကစခန်းတိုင်နေဒါပေမဲ့ PDF တွေရဲ့နာမည်မထည့်ဘူး PDF တွေကိုလိုဒလိုတုံးတယ်ဆိုပြီးမှပြောသွားတယ်ဒါတော့သူ့ခွေးနီးတစ်ခုဖြစ်တယ်အခုကြော်မျိုးမင်းကတော့အာတော်လရဲတွေနဲ့တိုက်တဲ့အတွက်ကြောင့် စစ်ခွေးတွေကဘာဖြစ်သွားတယ်စစ်ခွေးတွေဘလို့ဖြစ်သွားတယ်ဆိုတာကိုပြောဖို့ထက်ဒီနေ့ကျမတို့တော်လာရဲတွေကိုဖို့အတွက်သူကပို့ပြီးမှအားတန်နေတာဖြစ်တယ်ဒါကြောင့်နင်တို့ဘောမဒီရဲ့စကားကတော့ဘယ်တော့မှရှင်းတော့မညီဘူးဒါပဲသူတနေ့ကပြောတာကစစ်ခွေးတကောင်နဲ့တော်လာရဲဆယ်ကောင်နဲ့တေတာတောင်မှ तू ကမရှင်းချင်ဘူးဒါပေမဲ့ဒီနေ့ကတော့ စစ်ခွေးတွေတောက်ပုတ်ရပုတ်တယ်လဲသူကတခွမှသူထမပြောဘူးဒါကိုဘောမလို့ခေါ်တယ်ဘောမဒီဆိုတာကတော့ဟောင်းဖို့ပဲတည်တယ်ငါကဘာကြောင့်ဟောင်းတယ်ဆိုကိုကိုကိုတည်တဲ့ပုံတောင်မပေါ်ပါဘူးเนาะအခု candlelady ခမရကိုတိုက်ခဲသိမ့်ပိုက်နေတာမကဘူးအခုဒီထိုင်းနေနေစကြားမှာရှိတဲ့စစ်ခွေးတွေရဲ့စခန်း ticket ဘူခါစခန်းကိုမေကိုရဲ့နဲ့မနေ့ပိုင်းမှာ KNLA နဲ့ပူးပေါင်းတော်လာရဲတွေဘက်ကနေမှတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်။အဲ့မှာလဲခွေးတွေတေတာကပက်ပက်ဆက်ဆက် ခွေးအကောင်40ကတော့ထိုင်းဘက်ကိုထွက်ပြေးသွားတယ်လို့သိရတယ်။ဆိုတော့ဟောတခါတော့ကကျွန်မတရင်ထဲမှာလည်းတခါတင်ပေးခဲ့ဘူးတယ်နော်။ကရင်ပြည်ဖျားတုံးဆူမှာအခြေချနေထိုင်တဲ့ခွေးစခန်းဘက်ကနေမှခွေးငါးကောင်ကထိုင်းဘက်ကိုထွက်ပြေးသွားလို့စစ်ခွေးတွေတောင်းတယ်လို့ပြောတယ်။ဆိုတော့အခုကလည်းခွေးအကောင်40ထွက်ပြေးသွားပြီနော်။ဒီခွေးတွေကတော့ပြေးတာကတော့မြန်သလားမမင်းနဲ့ကချင်ပြည်နယ်ကခွေးတွေတရုတ်ပြည်ပြေးတယ်။ချင်းပြည်နယ်ကခွေးတွေက ကလပီကိုပြဲတယ်ရခိုင်ပြည်နယ်ကခွေးတွေကဘင်္ဂလားဒေ့ရှ်ကိုပြဲတယ်ကရင်ပြည်နယ်ကခွေးတွေက ထိုင်းဘက်ကိုပြဲတယ်ပြဲလို့မရတဲ့ဥစ္စာကတော့အညာဒေတာကစစ်ခွေးတွေပဲဘယ်မှာပြဲလို့မရတာဆိုတော့ဒါကြောင့်မို့ပဲ PDF ရဲ့လက်ချက်နဲ့ပဲမတာပေါ်ကြတာသူတို့ကပြဲပြဲမဲ့နေရာမရှိဘူးလေကျွန်တော်တော်လာရေးဒီဘက်ကတော့နင်းနေညာညာနဲ့အောင်ပွဲခံနေကြတယ်ဆိုတော့အခုကျွန်တော်နောက်သတင်းတစ်ပုတ်နေနေကတော့ ဗီဒီယိုတူတူလေးကိုရင်နာထောင်ကြည့်မယ်နော်ပြင်ပြင်းနဲ့ကော့ဂရိတ်မျိုးမှာဆရာတော်တစ်ပါးကို KNL PDF ကျမ်းပတ်အဖွဲ့ကရက်ဆက်စွာတပ်ဖြတ်လိုက်တဲ့အနေအထားမျိုးတွေ့မြင်ရပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်ပြည်သူတွေအတွက်အင်မတန်အော်နှလုံးလာစရာကောင်းတဲ့လှုပ်ရက်ပေါ်ပြန်နော်ကော့ဂရိတ်မျိုးနဲ့လိုင်းကွယ်ရွာကဘုံတော်ကြီးကျောင်းနိုင်ဆရာတော်ဥတုဇာတတတ်တော်56နဲ့ဝါတော်35ဝါဒီကနေ့မှလာပြီးတော့လှုပ်ကြံတပ်ဖြတ်သွားတဲ့အနေအထားမျိုးဖြစ်ပါတယ် ဒါဆိုတော့ကျွန်တော်ကနိုင်ငံတော်အကြီးအကဲတွေနိုင်ငံတော်တာဝန်ရှိသူတွေကိုဒီလိုအခြေအနေတွေနဲ့ပတ်သက်လို့ကျွန်တော်လေးလေးနက်နက်တောင်းဆိုပါတယ်။အဲဆရာတော်တန်ခါတော်တွေတက်ဖြတ်မှုတွေများလာပြီး KIA ဦးဆောင်တဲ့အကြံဖတ်ဖွဲ့ KIA ရဲ့လက်ပါစီ BDF တွေကလည်းဆရာတော်တန်ခါတော်များစွာကိုရက်ဆက်စွာတက်ဖြတ်ခဲ့ပြီးအခုကရင်ပြည်နယ်ဘက်မှာလည်း KNL KNU ဆိုတာတော့ဗျာခရစ်ယာန်ခေါင်းဆောင်တွေဥဆောင်နေတဲ့လက်နက်ကင်အကြံဖတ်ဖွဲ့တွေဖြစ်တယ် ဆိုတော့အခုကျမတို့အားလုံးကြားရတဲ့အတိုင်းပဲဒါကလည်းဘာသာရေးနဲ့ကျမတို့ကို cloud ဆန်လိုက်တဲ့အရာเนาะကရင်ပြည်နယ်မှာကတုံးကိုတတ်ပစ်လိုက်တာဘသူလဲဆိုတာ तू မပြောဘူးဒါပေမဲ့ကရင်ပြည်နယ်ဆိုတော့ KNUD KNLAD เนี่ยပူပေါင်းတော်လာရေးဒီဘက်ကနေတတ်ဖြတ်သွားတယ်လို့ပြောတယ်ဘယ်သူတတ်တယ်လို့တို့တော့မသိဘူးပြီးလို့ရှင်လဲဘာမှမစည်းမဆိုင် KAD ဦးဆောင်တဲ့ PDF တွေလဲဖုန်းကြီးတွေကိုတတ်တယ်လို့ပြောတယ်။ကျွန်တော်ကဘယ်လိုမျိုးဖုန်းကြီးကိုတတ်တယ်လဲဆိုတာတော့နင်တို့သိပါတယ်။ဒီနောင်တော်လေးဆိုတာကလည်းမဘာတာဇော်ဖုံးဟိရွေးကောက်ထားတဲ့အမတ်တွေစကားပြောရင်လေလုံးတာမကွဲတာအမတ်ဝန်ပြိုင်မလို့ ဆိုတော့အခုတတ်တာကဘသူတတ်တယ်လို့သူမပြောသွားဘူး။ဒါပေမဲ့ KNUD ဆိုလို့ရှင်လည်းပဲခရီးရန်နေလို့ပြောတယ်။ဒီနေ့ KIAD ဦးဆောင်တဲ့ PDF တွေလည်းဖုံးကြီးတွေကိုတတ်တယ်တဲ့။တကယ်ဖုံးကြီးတဲ့သူကိုငရုတော်လိုင်းရဲ့ဘသူမှမထပ်ဘူး။ PDF ဆိုတာဟာ69ရာခိုင်နှုန်းဗုဒ္ဓဘာသာတွေဖြစ်တယ်။နင့်တော့ပဲဗုဒ္ဓဘာသာမဟုတ်ဘူး။နော်တကယ်ဗုဒ္ဓဘာသာစစ်တဲ့သူတွေကချစ်ဆရာလေးကောင်းပါတယ်ကိုယ့်ရဲ့ယုံကြည်ချက်ထဲမှာခိုင်မြဲပြီးမှ ဗုဒ္ဓရဲ့စကားအတိုင်းအသက်ရှင်တဲ့အတွက်ကြောင့်စစ်မှန်တဲ့ဗုဒ္ဓဘာသာတွေကသိချစ်စရာကောင်းပါတယ်နင်းတို့လိုမျိုးအခုငပေါ့တီဆိုလို့ရှိရင်ဖုံးကြီးလားစစ်ဦးစီးချုပ်လားဆိုတာတော့မသိကွယ်ဘူးငပေါ့တီဆိုလို့ရှိရင်ပြည်သူစစ်ရဲ့အကောင်းဆောင်ပြည်သူစစ်ကိုသူပဲစုစည်းတယ်တင်တန်းနေထဲမှာလည်းသူပဲမင်းကိုပြောတယ်ပြီးတော့တိုက်ပွဲကိုသွားတော့မယ်ဆိုလို့ရှိရင်လည်းသူပဲဂါထာရီရွတ်ပေးလိုက် သူပဲအမှန်စကားပြောလိုက် ဒါရီကဖုန်ကြီးတယောက်လုံးရမယ့်အရာလားဒါကြောင့်ကတော့ဒီမှာတင်ကန်းခြုံတိုင်းဖုန်ကြီးလို့ကိုကိုကိုမပြောကြနဲ့အဲ့မှာငါပေါ့ဒီဆိုလို့ရှိရင်ဖះကဖះကယူချာရမ်းကောင်းတယ်နင်းတို့လိုမျိုးတလောက်အကြည့်ရုပ်ပြီးလူဒီကိုနေ့တိုင်းညတိုင်းတတ်နေတဲ့သူတောင်ဖះဖះလို့ပြောနေမှကတော့ဥစမာဘင်လာဒင်ဆိုတာကလူကောင်းပဲနော်ဟစ်တလာဒီဆိုတာကလူကောင်းပဲနင်းတို့ထက်တောင်ပိုကောင်းနိုင်မယ်ကတော့ဒီတိုင်းတင်ကန်းဝတ်လိုက်တိုင်းဖုန်ကြီးဖြစ်မသွားဘူး ကရင်ပြည်နယ်မှာဖြစ်တဲ့ဥစ္စာကို KIAD ကိုဆွဲထည့်ခြင်းနေကြတယ်။ဒီ27ဒေါ်လာရဲ့ဟာလူမျိုးရဲ့ဘာသာရဲ့တိုက်ပွဲမဟုတ်တဲ့အတွက်ကြောင့်စစ်ခွေးတွေကိုထောက်ခံတဲ့သူဆိုလို့ရှိရင်တော့နင်းတို့ကိုဘာမှတောက်ထည့်ရှာမလို့ဘူးစာရချင်းကစအကုံအပီးအစီးနဲ့ဘာတဲ့မိုဟင်ကပွဲတခါလဲကျွေးလိုက်ပြီလို့ပဲမှတ်နော်အခုတခါပြန်ပြောလိုက်မယ်အခုငပောက်ဒီနဲ့အတူတခြားသောမပတ်တာဖုန်ကြီးဒီသတိထားကြပါငရောကဖုန်ကြီးလားလူလားမစင်စားဘူး ငရိုကြည့်တာဒီခွေးပက်ရက်သလားတော်လာရဲပက်ရက်သလားဆိုတာနှစ်ခုကိုချင်းချင်းပြီးမှခွေးပက်ရက်တယ်ဆိုလို့ရှိရင်တော့အကြောင်းပြချက်လုံးဝမယူဘဲနဲ့ဘဝတဘာမိုဟင်ကချင်းကစတခါလဲမိသွားမယ်လို့ပဲမှတ်ပါလို့ပြောချင်တယ်နော်ဆိုတော့အခုဘောမတွေကဒီလိုမျိုးတရင်တွေတစ်ခုပြီးတစ်ခုလိန်နေပြီးမှ သူတို့ကိုထောက်ခံတဲ့သူညော့သွားမှကြောက်တဲ့အတွက်အကြောင်းမဟုတ်မမှန်တဲ့စကားတွေကိုပြောတယ်ဆိုတော့အခုဒီဗမော160တော့စစ်ခွေးတွေနဲ့စစ်ခွေးမိသားစုအညံ့ခလာတဲ့ဥစ္စာကိုစစ်ခွေးတွေကနေမှသူတို့လူသူတို့တတ်တယ်ဒီရှမ်းမြောက်ဒုံကလည်းပဲတုံမန်းနေရှိတဲ့နေရာမှာဘုံလာကျဲတယ်ရခိုင်ပြည်နယ်မှာလည်းအဲ့လိုပဲဖြစ်ခဲ့တယ်ဆိုတော့အခုဒီဗမော်မှာလည်း160ကျော်တဲ့သူတို့ရဲ့လူတွေကို တို့ဘုံကျဲတိုက်ခိုက်လာခဲ့တယ်။ဒါကြောင့်မို့ပဲ KIA ဒီဘက်ကနေတော့ဒီစစ်မြေပြင်ရဲ့ဝေးတဲ့နေရာကိုခေါ်ထုတ်သွားနိုင်ခဲ့တယ်။အဲ့ဆောက်ကိုဗီဒီယိုရိုက်ထားတယ်။ဆိုတော့ဗီဒီယိုမှာအတမတ်မပါတာ။ဒါကြောင့်ဒါတွေကိုဖျက်ညက်လုပ်ပြီးမှတိတ်ဟုတ်တို့လို့ ငွေရရဲ့ဗီဒီယိုကိုသူတို့ဗီဒီယိုလုတ်ပြမှသတင်းတွေတင်ကြတယ်ဆိုတော့ဒါကိုလည်းပဲကျွန်တော်တော်လာရဲတွေကတော့ပြည်သူတွေနဲ့ဖုန်းကြီးတွေကိုသစားခံလုပ်တယ်လို့ပြောတယ်ဆိုတော့ဒီဥစ္စာကိုခွေးတွေကပိုးပြမှလူထက်တားခြင်းနေတာလေဆိုတော့အခုစစ်ခွေးတွေကစစ်စင်ရဲတွေလုတ်လို့ဒီတန်ကာတော်နဲ့ပြည်သူလူထုကြီးကိုပြန်ပြမှကဲထုတ်နိုင်ခဲ့တယ်လို့ပြောတယ်ရှစ်စရာတိတ်ကောင်းတယ်နော်ငွေရရဲ့ဗီဒီယိုတွေကိုနင်တို့ဘတ်မှအဲ့လိုမျိုးတို့ဖြတ်ညက်လုတ်တာမျိုးတို့ပြန်ကူးပြမှနင်တို့ဖာနင်တို့ တိတ်ဟုတ်တလို့လို့တိတ်မလုံးနဲ့မရှက်ဘူးလားနင်တို့မလေးလေးတနာဆရာကောင်းလိုက်တာနော်လူဖြစ်ရတဲ့နဲ့တရိစ္ဆာန်လုံးလုံးဖြစ်သွားကြတာအခုဒီဥစ္စာနဲ့တပြိုင်တည်းပဲနော်ဒီညတော့ဘောမတွေလိန်တာကြီးပဲများနေတယ်ဆိုတော့နောက်ဘောမကြော်မျိုးမင်းကတော့မနေ့က သတင်းထဲမှာသူသတင်းเนี่ยအများကြီးလိမ်ထားတယ်ဒါဘာလဲဆိုတော့တခုကိုပဲပြောမယ်အခုချစ်ခွေးကို မော်စကိုမှာကျင်းပတဲ့နှစ်80ပြည့်အထင်အမှတ်အစည်းအဝေးထဲမှာခွေးချဖူးကအင်တာပရတာတွေနဲ့ပဲတူတူထိုင်ရတဲ့အခွင့်ရှိတယ်ဒါကိုကြော်မြွမြတ်ကဘာပြောတယ်လဲဆိုတော့သူတို့ကတော့နာမည်အစီအစဉ်နဲ့အရလုပ်တဲ့အတွက်ကြောင့်မင်းအွန်လိုင်းကခြီကျင်းဖင်ရဲ့နောက်ဒုတိယ లై မှာထိုင်ရတယ်ပေါ့နော်ပထမသားမှာထိုင်ခွင့်မရတာဖြစ်နိုင်တယ်လို့ပြောတယ်ဆိုတော့ အခုမင်းအောင်လိုက်မင်းအောင်လိုက်ရဲ့နာမည်ရဲ့ဗတ္ထမနာမည်ကမင်းမင်းဆိုတော့ M နဲ့စတယ်နော်ရှီဂျင်းဖင်ရဲ့ဗတ္ထမနာမည်က X နဲ့သွားစတယ်ဆိုတော့ M ကဗတ္ထမလာတယ် X ကနောက်မှလာတယ်ပြီးရင်နောက်ဆုံးနာမည်ကတော့မင်းအောင်လိုက်ရဲ့ line က H နဲ့စတယ်ဂျင်းဖင်ဂျင်းဆိုတာ J နဲ့စတယ်ဆိုတော့ HP မှာပဲဂျေလာတာဆိုတော့ဒီဗတ်မနာမည်နဲ့ပဲဖြစ်ဖြစ်နောက်ဆုံးနာမည်နဲ့ပဲဖြစ်ဖြစ် ြည်လို့ရှိရင်မင်းအောင်လိုင်းကပထမနာမည်ရှိတယ် M ကလည်းပထမမင်းအောင်လိုင်းနာမည်က M ကပထမဖြစ်တယ် MB မှာပဲ X လာတာမဟုတ်ဘူးလားနော်ဆိုတော့နောက်ဆုံးနာမည်နဲ့ဆိုလို့ရှိရင်လဲ HP မှာ J HIJ ဆိုတော့ H ကမင်းအောင်လိုင်းရဲ့နာမည်ကအရင်လာတယ်ဆိုတော့တကယ်လို့နာမည်စီးရင်နဲ့တလုံမယ်ဆိုလို့ရှိရင်မင်းအောင်လိုင်းရှေ့မှာထိုင်ရမှာလေနာမည်နဲ့အော်တာလုပ်တယ်ဆိုတာနောက်ဆုံးကနေလာသွားတာမဟုတ်ဘူးရှေ့ကနေမှနောက်ကိုသွားတာ ိတ်ဟုတ်တလို့လို့ကာဘာလုတ်ပေးချင်တာပေါ့နော်ခွေးကျဖို့ကိုနေရမပေးဘူးလို့ပြောတာသူတို့ကမရဘူးအတကုံကမြေမကိုညင်းတာအင်းတို့လေနင်းနေပါပါလေးရှက်စမ်းမဒီနာမည်အစင်အလိုက်နဲ့လုတ်တယ်လို့ပြောလို့ရှိရင်ကဘာမှာနာမည်ကိုဘလို့စစ်စစ်ယူတယ်လဲဆိုတော့အရင်လဲလာလဲလာပြီမှနင်းတို့ပြောတဲ့တည်တင်းဌာနငရုရဲ့အမြင်နဲ့ကတော့မျက်လုံးစုံကမ်းပြီးမှလော်ဘီလုတ်တဲ့နေရာကနေမှပြောကြပါနော် မဟုတ်မမှန်တဲ့င်းနေတိလည်းမတိပဲနဲ့ချက်မပြောနဲ့ရှက်စရာကောင်းတယ်ပြည်သူတွေအားလုံးကြမ်းမပြရှိကြပါစေ